ဒီကြံကြီးဟာလှိုင်းတရာမြို့နယ်73ရပ်ကွက်ထဲမှာရှိပါတယ်။လမ်းနဲ့မဲ့နဲ့ခြံမှတ်တွေကိုတိတိကျကျပြောပြခြင်းမဲ့လက်ရှိပိုင်ဆိုင်သူတွေနေတဲ့အတွက်ငယ်ပြီးတော့မပြောတော့ဘူး။ခြံကြီးထဲမှာတရဲတစ်စိတွေရှိတယ်။တရဲ6တယ်လို့နာမည်ကြီးလုံးလုံးနဲ့တူပါတယ်။ကိုကျော်ကျော်တို့မိသားစုတွေပြောင်းရွှေ့မလာခင်တခြားလို့ဒီခြံကြီးထဲမှာလူတူနေထိုင်တာလုံးဝမရှိခဲ့ဘူး။အိမ်ဆောက်ခဲ့ဘူးလေဆိုတော့တိတာတဲ့အမတ်သားလက္ခဏာရဲ့လို့တစ်ခုမှမရှိဘူး။ နှစ်ကာလများစွာလုံမနေတဲ့အတွက်လဲခြံကြီးထဲမှာမြေရိုင်းပင်တွေခြုံတွေနဲ့နွေစိမ်းပင်တွေရှုပ်ထွေးပြီးတော့အကြီးတန်းနေကိုကျော်ကျော်တို့ဒီခြံကြီးထဲကိုပြောင်းရွှေ့မလာခင်ကတော့ဒီခြံကြီးနဲ့ပတ်သက်လို့ဘာမှလည်းမသိသေးတယ်။တရေရှိတာလည်းမသိဘူး။တစေချောက်တာလည်းသူတို့မသိဘူး။ဒါကြောင့်လဲဒီခြံကြီးထဲမှာလူတွေဘာကြောင့်မနေတာလဲလို့စဉ်းစားမိခဲ့ဘူးတဲ့။တခုတော့ရှိတယ်။ခြံထဲရဲ့ပတ်ပတ်လည်းမှာအုံးပင်တွေအစိတ်30လောက်တော့ရှိလိမ့်မယ်။အုံးပင်ထောက်ဝက်ကျော်ကျော်ဟာ ုံသီးတွေအတွဲလိုက်အခိုင်လိုက်တင်းနေကြပြီးတော့နောက်ပြီးတော့တရက်ပင်သုံးပင်မာလာကဲပင်လေးပင်နဲ့ဒွေရင်ဩဇာပင်တစ်ပင်ကိုလည်းတွေ့ရတယ်။ခြံက P40 60ချမ်းကြီးဒီနေ့ခေတ်လိုခေါင်းခိုက်ရှားပါလုံးနဲ့အင်ချမ်းမြေဈေးကွက်နဲ့ကြည့်ရင်ကျဲဝင်းတယ်လို့တော့မှပြောနိုင်တယ်။နောက်ပြီးတော့ခြံရှိတဲ့73ရက်ကွက်ဆိုတာကလိုင်းတာရရဲ့အဆောင်အပြားလူနေကျဲပါတဲ့နေရာမဟုတ်ဘူး။သုံးထိတ်မှတ်တိုင်ကနေအောင်စရာကျိုးတရားကျော်တာနဲ့ အင်းစိန်နယ်ကိုရောက်ပြီအင်းစိန်ကိုရောက်ရင်ရန်ကုန်တမျိုးလုံးကိုသွားလို့ရပြီကွန်ရက်လိုထိဆက်ထားတဲ့ဘတ်စကားရင်လိုက်နဲ့ရန်ကုန်မြို့ထဲသွားမလားအရှေ့ပိုင်းခရိုင်တောင်ပိုင်းခရိုင်မြောက်ပိုင်းခရိုင်သွားမလားဘယ်တော့သွားလွယ်လင်းတကူသွားလို့ရတယ်ပြောချင်တာကတော့သွားရည်လာရည်လွယ်ကူတဲ့အကြောင်းပါဒီလိုနေရာအကွက်ကွင်းကြားတဲ့ခြံကြီးတွေကိုပိုင်ရှင်ဆက်ဆက်အိမ်ဆောင်မနေခဲ့ကြဘူးဒီချက်ကိုကိုကြော်ကြော်တယောက်နားမလဲတခုတော့ရှိတယ်အုံးဖင်တွေပြည့်နေတယ်လုံနေတဲ့အခါခေါင်းမကောအုံးတိကြွေကြနိုင်တယ် ်အန်ဒီရဲ့ရှိနေတယ်။ဒါကြောင့်လူမီတာလေးဖြစ်နိုင်တယ်။နောက်ပြီးတော့အိမ်ဆောင်မယ်ဆိုရင်လည်းအုံးပင်တချို့ကိုခုတ်လှဲပြည့်ရမယ်။ဒါကလည်းနှမျိုးဖို့ကောင်းတယ်။ဒါတို့ကြောင့်လူမီတာဖြစ်မယ်လို့ဘူးမသိဘာမသိတွေးလိုက်မိပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကိုကျော်ကျော်ကတော့ခြံကြီးကိုသဘောကျတယ်။သူ့လိုနွမ်းပါချုပ်တက်တဲ့သူအတွက်ခြံကြီးကမမိုးဖို့ကောင်းတယ်။အုံးဒီရောင်းလာတဲ့တင်စားဝင်နေရဲ့အစင်တဲ့ပြေးလာနေတယ်။ဒါကြောင့်လေမိမနဲ့တာကိုခေါ်ပြီးတော့ခြံကြီးတဲကိုချက်ချင်းပဲ ြောင်းရွှေ့လာခဲ့ပါတယ်။ခြံကြီးထဲရောက်လို့မှတိတ်မကြခင် ထိုင်လန့်စရာတရေတကောင်နဲ့နှစ်ဖူးတွေ့ဒူးတွေ့တွေ့လိုက်ရတယ်။ဒီတော့မှဒီခြံကြီးထဲကိုဘသူမှ မနေတဲ့အကြောင်းသူတို့မောင်နှမတွေအမွေခွက်ကြတော့ကလိုင်းတရာမှနေကြတဲ့မြမတွေကတော့ဒီခြံကြီးကိုမယူကြပဲနဲ့တောင်ဩကလာကသူ့ကိုဘာကြောင့်ပေးထားလဲဆိုတာသူကောင်းကောင်းကြီးသဘောပေါက်နားလည်လာခဲ့တယ်။ကိုကျော်ကျော်တယောက်ခြံကြီးအလေလောက်မှာအိမ်တတိတိလုံးကိုစောက်တယ်။အုံးမေနေကြကမြေကွက်လက်ရှိတဲ့အတိုင်း ဆောက်ရတာကြောင့်ပဲအိမ်ကနည်းနည်းတော့သေးတယ်ဒါပေမဲ့ကိုကျော်ကျော်တို့လင်မယားနှစ်ယောက်နဲ့သုံးနှစ်ရွယ်သားလေးတစ်ယောက်ပဲရှိတာမို့လို့နေလို့တော့ဖြစ်တယ်ကိုကျော်ကျော်အိမ်မှာအကျန်းတက်လေးပြီးလို့ခေါင်းရင်းနဲ့ချင်းရင်ဘက်ဝါထီရံကားတယ်အိမ်ငားမဲ့သူရောက်လာတယ်စကားပြောကြည့်တော့အိမ်ငားချင်းသူကကိုကျော်ကျော်တို့လိုပဲလင်မယားနှစ်ယောက်နဲ့ငါးနှစ်အရွယ်သားလေးတစ်ယောက်ပဲရှိတယ်ကိုကျော်ကျော်တို့လင်မယားတိုင်မညပြီးတော့အိမ်ငားထားဖို့တော့လေဆုံးဖြတ်ကြတယ် ။စောက်လက်စာသူတို့အိမ်လေးကိုတော့မဟုတ်ဘူး။အိမ်ငါ့ဖို့အတွက်သူတို့အိမ်ရှိမကြတကြချင်းပမာအိမ်တလုံးထပ်ပြီးတော့စောက်ပြီးတယ်။အိမ်တလုံးထပ်ဆောက်လိုက်ရလို့သူတို့နေတဲ့အိမ်တော်မှအပြေးမတတ်နိုင်ဘူး။အိမ်ရှိနဲ့နောက်ကျောဘက်ကဟင်းလင်းပွင့်နေတယ်။ကိုကျော်ကျော်တယောက်စောင်းတထည့်ကိုယူအစားနှစ်ဖက်ကျိုးနေချီအိမ်နောက်ဖက်ကိုကားတယ်။အိမ်ညမှာပဲကိုကျော်ကျော်တယောက်တဲရဲကောင်ကိုစပြီးတော့တွေ့ရတာဖြစ်ပါတယ်။ညတကောင်လောက်မှာသူကတရေနှုတ်လာတယ်။အပေါ်သွားကျင်တာကြောင့် ကားထားတဲ့ဆောင်ကိုမပြီးတော့အောက်ကိုဆင်းခဲ့တယ်။အိန္ဒါကနောက်ဖက်ခြံစည်းရိုးနဲ့ကပ်ပြီးဆောက်ထားတာကြောင့်ဝေးနေတယ်။ဒါကြောင့်အိန္ဒါထိမသွားတော့ဘဲနဲ့နီးရအောင်ဝင်းတပင်ရဲ့ချင်းအိမ်မှာထိုင်နေ။ညားကလည်းမှောင်မဲပြီးတော့တိတ်ဆိတ်တယ်။ဒီချိန်မှာပဲကိုကျော်ကျော်ခေါင်းမော်ကနေအတန်တွေကြားလိုက်ရတယ်။ချက်ချင်းမဲ့အလန့်တကြားနဲ့ခြေနှလန်းသုံးလန်းလောက်နောက်ပြန်ဆုတ်တဲ့ချိန်အုံငုံဆိုတဲ့တန်တဲ့တူတူဆော့ဆော့ကတူထိုင်နေတဲ့နေရာတတဲ့ကိုအုံသည့်အခါကြီးပြုတ်ကြလာတယ်။အမောင်ထဲမှာပဲအုံမေမော်ကိုမောကြည့်တဲ့အခါ အုံးမင်းရဲ့ထောက်ဝါလောက်မှာမမဲအကောင်ကြီးတကောင်ဇောက်ထိုးကြီးဖြစ်နေတာကိုကောင်းကင်လင်းအောင်ကြောင့်တွေ့လိုက်ရတယ်။မမဲအကောင်ကြီးရဲ့မျက်လုံးနှလုံးဟာထန်းသီးလုံကြီးလောက်ရှိပြီးတော့ရဲရဲတောင့်နေတယ်။ကြည့်နေတော့မှပဲအဲ့ဒီမမဲအကောင်ကြီးဟာချက်ကနေပြောက်ွယ်သွားတယ်။နောက်နေ့မနက်လင်းလို့ကိုကြော်ကြော်ထားကြည့်တဲ့အခါမှာပြုတ်ကျနေတဲ့အုံးသေးခိုင်ကဘလို့မှပြုတ်ကျလို့မဖြစ်နိုင်တဲ့အုံးအစိမ်းခိုင်ကြီးဖြစ်နေတာကိုလည်းအံ့ဩစွာတွေ့ရတယ်။မျက်လုံးနေနေမကောင်းဆိုးဝမမဲအကောင်ကြီးဟာသူ့နေတဲ့အပင်အောက်အပေါ်လာဆွနာကိုမကြိုက်လို့ အုံခိုင်ကြီးဖြုတ်ကြတာဆိုပြီးတော့ကိုကျော်ကျော်စဉ်းစားမိတယ်။ဒီချိန်မှာသူ့တကူလုံးနဲ့ကြက်သိန်းတွေဖြန်းဖြန်းထသွားတယ်။ရှေ့အိမ်ကကောင်းလေးတရက်ပင်ပေါ်ကနေလိမ်ကြလို့ညာပိုင်းကိုကျော်ကျော်အလောက်ကပြန်လာတာနဲ့သူ့ရဲ့မိမကစီးပြီးတော့ပြောတယ်။တရက်ပင်ပေါ်ကိုတက်တရက်သေးခွင်းနဲ့လိမ်ကြတာလား။ကိုကျော်ကျော်မေးမြန်းပြီးတော့ရေချိုးအဝတ်စားလဲထမင်းစားပြီးတာနဲ့လိမ်မြန်းနဲ့အောင်သားလေးကိုပါခေါ်အိမ်ရှိကိုလာခဲ့တယ်။ခလေးလက်ကဘာဖြစ်သွားသေးလဲ။ကိုအောင်ကခလေးရဲ့ညာဘက်လက်မှာ ကျောက်ပတိစီထားတာတွေ့ရတယ်။လက်ကိုလည်းပတိစားကလဲမတိုင်းထားတယ်။လက်ကျိုးသွားတယ်လို့ပြောတယ်ကိုကျော်ကျော်။စေယုံကကျောက်ပတိကိုဆေးပစ်လိုက်တယ်။ခလေးကလိမ့်ကြရတာပြောတယ်။ကျွန်တော်လည်းလောက်ကနေခွင့်ယူပြီးတော့ပြေးလာခဲ့ရတာ။ခြံထဲကအပင်တွေပေါ်ကိုတက်မဆော့ရဘူး။ကျွန်တော်လည်းခဏခဏစုံမပါရဲဗျာ။အဲ့ဒါကိုနားမထောင်ဘူးဗျာ။တရက်ပင်ပေါ်ကိုတက်ဆော့တော့လိမ့်ကြတာပေါ့။လိမ့်ကြတာမဟုတ်ဘူးဖေရ။သားကိုတွန်းချတာ။ရက်လုံးနေနေကြီးနဲ့ မမဲအကောင်ကြီးကတွန်းချတာဒါကြောင့်ตาတစ်ပင်မော်ကနေပြုတ်ကြတာဗျဟာဒီကောင်တော့မဟုတ်ကဟုတ်ကတွေခလေးပြောတဲ့စကားကြောင့်ပဲကိုကြော်ကြော်လန့်သွားတယ်ဒီမျက်လုံးနဲ့နေနဲ့မမဲအကောင်ကြီးကိုသူ့လဲမြင်ဖို့ပြီခလေးဖေကိုအောင်ကဖြည်းဖြည်းဟန့်ပြီးတော့ငားလိုက်ပေမဲ့ခလေးကဆက်ပြောတယ်ဟုတ်ပါတယ်ဆိုဗျာအဖေကလည်းตาကညာပြောပါမလားตาတည့်သေးခုနေတော့မမဲအကောင်ကြီးတိတ်ခိုင်းမှမတက်ရက်ပြီးတော့လမ်းလျှောက်လာတယ်ပြီးတော့ตาကိုတွန်းချတယ်မိမ မင်းသားကိုခေါ်ပြီးတော့သွားတိတ်ဆန်းကွာကြာရင်ကထိုက်ပြီးတော့ရိုက်ပြီမယ်ကိုအောင်တယောက်ခလေးကိုချိန်မောင်းနေသူ့ရဲ့မိမမမ်းမော်ကခလေးကိုအိပ်ရာထဲခေါ်သွားပြီးတော့ချော့တိတ်တယ်ကိုကျော်တို့လည်းခဏတစ်ဖြုတ်စကားဆက်ပြောပြီးတာနဲ့ပြန်လာခဲ့တယ်အိမ်ကိုရောက်တော့ဇနီးဖြစ်သူကမိတာကခလေးပြောတဲ့မျက်လုံးနဲ့လူမဲကြီးဆိုတာအဟုတ်များလားတော့အကိုမင်းနဲ့ကွာမဟုတ်ပါဘူးကွာတိတ်ပင်မော်တက်ဆော့တယ်ဆိုရင်သူ့အမေရိုက်မှဆိုလို့ကလေးကပြောမပြောရှောက်ပြောတာပါ ဟုတ်ဘူးကိုခလေးကတော့အဟုတ်ကိုပြောတာနော်ပြီးတော့ကျမပြောရအောင်မယ်အရင်ကတည်းကပြောချင်နေတာအခုစိတ်မကောင်းဖြစ်မှဆိုလို့မပြောခဲ့တာဘာများလဲကွာပြောစမ်းပါဦးကျမဒီ channel ကိုရောက်တဲ့နေ့ကစပြီးတော့စိတ်ထဲမှာတမျိုးကြီးပဲ channel မှာဝင်ရမှာကိုအလိုလိုကြောက်တယ်ညာရင်ညတာ ချိုးချွတ်လဲအတန်နေကြားရင်ဘာမှမသိပဲနဲ့ရင်တွေတော်ပြီးတော့လန့်တော်တက်တယ်ခေါင်းနဲ့ပန်းကြည့်ပြီးတော့တက်သိမ့်နေထားတယ်မဟုတ်ပါဘူးမိမရာတက်ပြင်းနေအောင်နေတော့ စိတ်ထဲကကြောက်တယ်လို့အားငယ်တယ်လို့ခံစားရတာဖြစ်မှာပါကွ။ဘာသိစိတ်တရေမှမရှိဘူး။ကိုကျော်ကမိမကိုချောင်းမော့နှစ်သိပ်ပေးတယ်။ခဏနေတော့မိမဖြစ်သူခလေးကိုချော့တဲ့ရင်နဲ့သူ့ပါအိပ်ပျော်သွားတယ်။ကိုကျော်ကတော့အိပ်လို့မရဘူး။ညတညရဲ့တကောင်ရံမှာသူမြင်ခဲ့တဲ့အုံမင်ဘော်ကမျက်လုံးနေနေနဲ့လူမင်းကြီးကိုပြန်ပြီးတော့မြင်အောင်လာတယ်။တရက်ပမော်ကခလေးကသူပြောတဲ့တိုင်လူမင်းကြီးတွန်းချတယ်ဆိုတာကလည်းအမှန်ဖြစ်မယ်လို့လည်းသူယုံတယ်။သူ့ကိုလည်း အုံဒီခိုင်နဲ့ပေါက်တယ်။ခလေးကလည်းတပ်ပင်ပေါ်ကနေတွန်းချတယ်။ဒီကောင်တော်တော်ကိုရန်လို့တဲ့မကောင်းဆိုးွားပဲလို့ကိုကျော်တွေးမိတယ်။ဒီလိုနဲ့ညဆင်နိုင်ကြော်ပြီးကိုကျော်တို့တမိသားစုလုံးအိမ်မောချနေပြီ။ဒီချိန်မှာငဲတန်းပေါင်းအလန့်တကြားအော်လိုက်တဲ့မတ်မော်ရဲ့အတန်ထွက်ပေါ်လာတယ်။ကိုကျော်လည်းအိယာတွေကဟုံနေထပြီးတော့အော်တန်ကြားတဲ့စီကိုပြေးသွားတယ်။မတ်မော်အိမ်ကိုရောက်သွားတဲ့အခါကိုအောင်နဲ့မတ်မော်တို့စကားပြောတန်ကြရတယ်။ကိုကျော်လည်း ကိုအောင်တို့အိမ်ပေါ်ကိုတက်သွားတယ်။ဘာဖြစ်တာလဲကိုအောင်။ခမညမကိုတရေချောက်လို့တဲ့ကျွန်တော်လည်းမင်းနေတော့မယ်။မိမဘလို့ဖြစ်တာလဲကွာပြောပြအောင်။ကိုအောင်ကသူ့ရဲ့မိမမမေါ်ကိုမိတဲ့ခါခလေးကညနေကလေးကဝမ်းပြက်နေတာ။အဲ့ဒါဤဤပါခြင်းနဲ့ဆိုလို့ထထဲတာ။အိမ်သာထိမသွားရဲ့လို့နောက်ဖေးကဒိုးရင်ဩစာပဲအောင်မှတဲတာ။မမေါ်ရဲ့တန်ဟာတုံးနေတယ်။အကြောက်လုံးနေတယ်။မောနေတော့စကားကိုနာနာပြီးတော့ပြောရတယ်။ ဲ့ဒါကလေးကအီးဘာလိုတော့မပြီးသေးဘူးဒိုရင်ဩဇာပင်ပေါ်ကမဲမဲကောင်းကြီးဆင်းလာတယ်ဆင်းလာတာကိုမမြင်လိုက်ရဘူးကလေးရဲ့နောက်ဘက်ကိုရောက်มาတွေ့တာကျမမြင်တဲ့ချိန်မှာအဲ့ဒီမဲမဲကောင်းကြီးကခွေးကြီးလိုပဲကလေးရဲ့ဖင်အောက်ကအီးတွေကိုစားနေတာကျမလည်းမမြင်ချင်းမှာလန့်ပြီးတော့ကလေးကိုပါမပြီးတော့တချိုးတဲ့အိမ်ပေါ်ကိုတက်ပြေးလာတာမမောစကားပြောပြီးတော့ကလေးကိုတန်းစစ်ပေးတယ်။ကိုကျော်ကိုအောင်ရဲ့မျက်နှာကိုကြည့်ပြီးတော့အကက်ခတ်တယ်။ကိုအောင်ရဲ့မျက်နှာဟာယုံရနုံလို့မယုံရနုံလို့နဲ့ လူဟတန်တရားတွေထင်းထင်းရှားရှားပေါ်လာတယ်။ကျွန်တော်ပြန်လာရုံပဲကိုအောင်အိမ်မမိမနဲ့ကလေးပဲကျန်နေကိုကြော့ကိုနှုတ်ဆက်ပြီးတော့ပြန်လာခဲ့တယ်။ဘာဖြစ်လို့လဲကိုတွေ့ဒီချိန်တော့ကိုကြော့မြားတော့ဘူးအမှန်တိုင်းပဲပြောတယ်။ကလေးကအီးစင်းတေတာကွတရေချောက်ခံရလို့တဲ့။ကိုကြော့မမ်းမော်ပြောတဲ့အချိန်မှာအဆအဆုံးဇနီးဖြစ်တဲ့ကိုပြန်ပြီးတော့ပြောပြတယ်။ဒါဆိုဟိုနေ့ကတစ်ပင်မော်ကတွန်းချတဲ့အကောင်ကြီးပဲပေါ့အကို။ မိမကမျက်လုံးပြီးမျက်စံပြူနဲ့ပြန်ပြီးတော့ပြောတယ်။ဟုတ်တယ်ကွာ။ကိုကျော်တယောက်ရင်လေးနဲ့ပဲချိန်လိုက်ပါတယ်။ဟုတ်တယ်။သူ့စိတ်တွေလေးသွားတယ်။နာနာဘဝမကောင်းဆိုးရွားတဲ့လူသားဆိုတာအတူရှင်တွဲနေလို့မရတဲ့သတ္တဝါတွေ။နောက်ပြီးတော့ဒီကောင်ကြီးရဲ့ပြုတ်မှုကရန်လိုတဲ့အပြုတ်မှုတွေဖြစ်တယ်။ဒီကောင်ကြီးကိုနှင်ထုတ်မှရမယ်။ဒီလိုတွေးပြီးတော့လဲစိတ်ထဲမှာဆုံးဖြတ်လိုက်တယ်။အမှန်တော့ဒီချန်ကြီးမှတရေချောက်တယ်ဆိုတာပတ်ဝန်းကျင်ကသိပြီးသား။ဒီနေရာမှာလူနေချန်ကုန်တွေရပ်ပြီးပြီမလို့မြို့တစ်ခရေက ဒီချန်ကြီးတက်ကစီဝိုင်းသမားတယောက်လက်ထက်ကိုရောက်သွားတယ်။စီဝိုင်းသမားဆိုတာငယ်ဖို့မဟုတ်ဘူး။ငွေကိုရင်းနှီးမြှုပ်နှံထားတဲ့သဘောပြီးတော့ချန်ကြီးကိုဝယ်ပြီးတော့ပြစ်ထားတယ်။ချန်ရောင်းရင်ဈေးကောင်းရအောင်လို့အုံးပင်တွေကိုလည်းစိုက်ထားတယ်။လူမနေပဲနဲ့တစ်ပင်နေကြီးရှိတဲ့ဆန်းဆိုတော့နာနာဘွားတွေဝင်ရောက်နေထိုင်မှုတိတ်ကိုကောင်းတယ်။နာနာဘွားဆိုတာကလူမရှိတဲ့ကျောင်းအိုကျောင်းပြတ်ဖရဲအိုဖရဲပြတ်တွေတုတ်တန်ဇရက်တွေမှာနေရကြတာ။ဒီလိုနဲ့ချန်ကြီးတဲ့ကိုနာနာဘွားကောင်ကြီးရောက်လာတာဖြစ်မယ်။ ရောက်လာတဲ့နနာဘွားကောင်ကြီးကခြံကြီးကိုသူ့အပိုင်းစားရထားတဲ့နေရာဘုံဌာနအဖြစ်နဲ့သတ်မှတ်ထားပုံလည်းရတယ်။ခြံထဲကိုဝင်လာတဲ့သူကိုငိမ့်မိမို့နဲ့နှောက်ရှက်ပေးတယ်။မနေနိုင်အောင်လဲရံပြုတ်၆လနဲ့ဒီလိုနဲ့ဒီခြံကြီးကတဲ၆တဲ့ခြံကြီးဖြစ်နေနာမည်ကြီးလာတာ။အမှန်တကယ်လဲခြံကြီးထဲမှာနေထိုင်ကြတဲ့ကိုကျော်တို့မိသားစုနဲ့ကိုအောင်တို့မိသားစုကို၆လရံပြုတ်တယ်။ဒီတော့ကိုကျော်တယောက်ဆုံးကန်ကြွားတဲ့ဦးစင်တစ်ပါးနဲ့ဟောင်းအင်းကြောင်ကိုလိုက်သွား ဆရာတော်ကိုကတော့ပြီးတော့အကျိုးအကြောင်းလျှောက်တယ်။တပီတော်နေနဲ့လူကိုအနေရပြုတ်တက်တဲ့နာနာဘဝမကောင်းဆိုးရနဲ့အတူရှင်တွဲလို့မနေနိုင်တဲ့အတွက်ခြံထဲကနေနှင်ကျင်ပါလေဗျာ။ဆရာတော်ကကိုကျော်ရဲ့ဆန္ဒစကားကိုခေါင်းညံ့ပြီးတော့နားထောင်နေ။ကိုကျော်စကားဆုံးတော့မှပဲဆရာတော်ရဲ့ဆန္ဒကတော့ပထမအုပ်ဆုံးသူတို့အတွက်ရည်စိုးလို့မြင့်တာဖို့အမျှတမ်းပေးဝေစေခြင်းနဲ့အချို့တရားတွေကတိလွယ်နားလည်လို့တယ်။မြင့်တာရဲ့ဆန္ဒကိုလည်းယုံကြည်တယ် အမြတမ်းဝေလို့ကောင်းမှုကုသိုလ်ရဲ့အဖိုးပါကကိုရရှိသွားရင်လေသူ့အတွက်မြင့်မြတ်ရပုံပွားကိုကိုပြောင်းသွားနိုင်တယ်။မနက်ပိုင်းမှာအဲ့ဒီလူတွေလှုပ်ပြီးတော့ညနေပိုင်းကျမှဒကာကြီးရဲ့ဆန္ဒတိုင်းပဲပရိတ်တရားနာ ကမာဝါဖတ်တာတွေကိုပြုလုပ်ဆဲခြင်းနဲ့ဆရာတော်ကတင့်တော်မဲ့လမ်းကြောင်းကိုညွန်ပြခြင်းဖြစ်တယ်။ဒါပေမဲ့လေဒကာကြီးဆန္ဒရှိသလိုဆောင်ရွက်ပေးပါမယ်။ဆရာတော်ရဲ့လမ်းကြောင်းစကားကိုကိုကျော်အားရဝမ်းမြဝမ်းသာနဲ့နာခံဆောင်ရွက်ပါမယ်လို့ချက်ထားတယ်။နောက်နေ့မနက်မှာတော့ ိုကျော်တို့အိမ်ကိုဆရာတော်နဲ့တကွတန်ငါတော်၅ပါးကြွာလာတယ်။ကိုကျော်တို့မိသားစုကနေစုံဆက်ကပ်ပြီးတော့ဖိတ်ကြားထားတဲ့အဲပရိသတ်တွေကိုအဲ့ခံကြွေးမှုတယ်။တန်ငါတော်တွေကမေတ္တာတော့ပရိတ်တရားတော်နာဟောကြားတာကိုပရိသတ်နဲ့အတူတူနားကြားတယ်။တရားနာပြီးတာနဲ့ခြံတွင်းမှာနေထိုင်တဲ့မကျုံမလွတ်တဲ့ပုဂ္ဂိုလ်တရားပေါင်းတဲ့တကွဝိနည်းယဒုက္ခိတဒုက္ခိတပုဂ္ဂိုလ်တရားအပေါင်းကိုယေစုလို့ရေဆက်သုံးချအမြတမ်းပေးဝေတယ်။ကိုကျော်နေနဲ့နနာဘွားမမဲကောင်ကြီးကို မကောင်းဆိုးဝါးဘဝကနေလွတ်မြောက်ပြီးကောင်းရာဒုက္ခဘုံကိုရောက်ရှိသွားစေခြင်း ਨੇ ဒါပေမဲ့ထင်းထင်းရှားရှားမသိမမြင်နိုင်တဲ့အတွက်မလွဲတာမချောင်တာပဲနဲ့ယတနာ၃ပါးရဲ့အမိန့်နဲ့ဖယ်ရှားဖို့ထပ်မံဆောင်ရွက်ရတယ်။ယနေ့ပိုင်းမှာတော့တန်ငါရီပြန်ကြွလာတယ်။ကိုကျော်ရဲ့ဆန္ဒတိုင်းအန်ဒီရဲ့ကင်းတွေ ရှေ့ဖို့အတွက်ပရဲရွတ်တာတွေကမာဝါဖတ်တာတွေဆောင်ရွက်တယ်။တန်ငါရီပြန်ကြွတော်တာနဲ့ကိုကျော်နဲ့ကိုအောင်တို့ကပရဲကြီးတွေချမ်းပက်ပက်လေမှာရပတ်တယ်။ပရဲကြီးတွေပရဲတဲတွေကိုလည်း ခြံအနှံ့လိုက်ပြီးတော့ပြန်ပတ်ကြတယ်။ဒီချိန်မှာပဲဟုံးတိုင်းအတန်တွေနဲ့တူတူမမြောင်လေးနဲ့မြင်ကွင်းကိုမြင်ရတယ်။ကိုကျော်တို့အင်ရှင်မှာရှိတဲ့အုံးမင်းကြီးဘောကနေမမဲကောင်ကြီးတကောင်ခုံချလာတယ်။မမဲကောင်ကြီးကအကာရံမရှိတဲ့ကိုကျော်တို့အင်ရှင်ကနေအိမ်မော်ကိုသွေးဦးသွေးရက်နဲ့ဒဟုံးမတက်ပြေးတယ်။ပြီးတော့နောက်ကျောဘက်မှာကာရင်ထားတဲ့ဆောင်းကိုတွတ်ပြီးတော့ခုံချထွက်ပြေးတယ်။မမဲကောင်ကြီးရဲ့တုံးဝင်မှုကြောင့်ချင်းအောင်ထားတဲ့ကြိုးတွေပြတ်ထွက်သွားတယ်။ဆောင်းကမမဲကောင်ကြီးကိုရစ်ပတ်ပြီးတော့ပြေးတဲ့နောက်ကိုပါသွားတယ်။ အချိန်ကညနေပောင်ရီစဖြစ်ပေမဲ့အလင်းအောင် ကောင်းကောင်းတော့ရှိသေးတယ်။ကိုကျော်ရောကိုအောင်ပါမမဲကောင်ကြီးကိုထင်းထင်းရှားရှားပဲမြင်တွေ့ရတယ်။မမဲကောင်ကြီးကမြောက်ဝင်ကြီးမဟုတ်ပဲနဲ့အမွေးချမ်းရှည်တွေဖုံးလွှမ်းနေတဲ့မကောင်းဆိုးဝါးနနာဘွားကောင်ကြီးဆိုတာလေသူတို့မြင်လိုက်တယ်။ထန်းဒီလုံးလုံးရှိတဲ့မျက်လုံးကြီးတွေကလည်းညတညမှာကိုကျော်ကျော်တွေ့ခဲ့ရတဲ့အတိုင်းပဲနေရနေတာ။နနာဘွားကောင်ကြီးသွေးသွေးတက်နဲ့ဖက်ပေးနေတဲ့ပုံဟာမျက်တောင်ခတ်တဲ့လောက်ပဲလျှက်စီးလက်တလို့အရန်ကိုလှည့်မြန်နေတယ်။ ကိုကျော်နဲ့ကိုအောင်တို့ရဲ့ဇနီးတွေကလည်းကြောက်လန့်မှုတောင်မှအချိန်မရပဲနဲ့အားအသင့်ပြီးတော့တက်တေသေးနေတယ်။ခဏနေမှတတိဝန်လာပြီးတော့ခလေးတွေကိုလိုက်ဆွဲ။ဒီကျမှာတော့နာနာဘွားကောင်ကြီးကဘယ်စီကိုရောက်မှန်းဘယ်ပြောက်သွားမှန်းတော့မသိဘူး။ပျောက်ချင်းမလားပျောက်ကွယ်သွားတယ်။သူစနာကအဲ့ဒီနာနာဘွားကောင်ကြီးကိုမြင်ရတာကခြံထဲမှာနေတဲ့သူတွေအားလုံးမြင်ရပြီးတော့တခြားသူတွေလုံးဝမမြင်ရဘူး။ခဏနေတော့နောက်ဖက်လန်ကနေလူနှစ်ယောက်ရောက်လာတယ်။ဆောင်းကိုလာပြီးတယ်။ ခမရတို့ channel ကစောင်းကြီးလွင့်လာလို့ဗျပထမတော့ခွေးတိုးပြီးတော့လုံထွေးပါလာတယ်လို့တော့ထင်သေးတာဒါပေမဲ့ဘာခွေးမှမတွေ့ဘူးဗျဒီတိုင်းပဲလွင့်လာတာအဲ့လိုပြောပြီးတော့စောင်းလာပြီးတယ်ကိုကျော်ကလည်းအသာလေးပဲငြိမ်ပြီးတော့ယူလိုက်တယ်နာနာဘွားကောင်ကြီးထွက်ပြေးသွားတဲ့အကြောင်းမပြောလိုက်ဘူးပဲ၆တဲ့ channel ကြီးလည်းအဲ့ဒီကစားပြီးတော့တန်ရှင်သွားခဲ့တယ်မမဲအကောင်ကြီးကိုတော့အစားအနာတော့မှမတွေ့ရတော့တာဒီနေ့ထက်တိဖြစ်ပါတယ်ကစီတေးရဲ့နာနာဘွားတွေဟာမြတ်စွာဘုရားရဲ့တရားတော်တွေ ကမာဝါစာတွေကိုနနာဝတ်တွေထိုင်လန့်ကြောင်းကြတယ်ဆိုတာအထင်ရှားတွေ့ခဲ့ရတယ်။ကိုကျော်တို့မိသားစုလည်းအဲ့ဒီခြံကြီးထဲမှာပဲ7နှစ်လောက်နေပြီးတော့ဈေးကောင်းရတာနဲ့ရောင်းချပြီးတောင်းအုပ်ကလာကိုပြောင်းရွှေ့လာခဲ့ကြတယ်။ကိုကျော်ရဲ့တားငယ်သုံးနှစ်သားလေးကခုချိန်မှာလူလားများလို့ကြီးပြင်းခဲ့ပါပြီ။တဲ၆တဲ့ခြံကြီးတစ်ချောင်းရဲ့အကြောင်းကိုကျွန်တော်ကိုပြပတ်သူကလည်းဒီခြံကြီးရဲ့ပိုင်ရှင်ကိုကျော်ရဲ့တားကိုထက်ကိုတိုင်းပဲဖြစ်ပါတယ်။